ဒီ၅ချိန်အတွက်ကျွန်တော်ဒဲတကွက်ဖို့မွေးစနစ်ပေါ့နော်ဒဲတကွက်ဖို့မွေးစနစ်၅ချိန်အတွက်ကျွန်တော်တင်ပြပေးလိုက်ပါလေရတော့ဒီဒီ၃လုံးဒီ1ဒီ၃လုံးဒီ1ဒီ၃လုံးဒီ3ညဒီ၃လုံးဒီ9 1 1 3ညာ9ပေါ့နော် နှစ်တ300ကိုကိုဒီသုံးလုံးဒီခွန်ဒီသုံးလုံးဒီ6ယောဒီသုံးလုံးဒီ5ခွန်65ဒီသုံးလုံးဒီ4ခွန်65လေးပေါ့နော်နှစ်တ300ကိုရဲ့ပါဝါအလံခွန်65လေးအဲ့ဒီခွန်65လေးတွေကိုကျွန်တော်တို့ကဒီ ပရိခွန်ပရိခြောက်ပရိငါပရိလီပေါ့နော်နေ့တဲ့309ရဲ့ပါဝါလန်ခွန်65လေးကိုပရိခွန်ပရိခြောက်ပရိငါပရိလီပရိလီနဲ့ပတ်သက်လို့ ဖော်မွေးပေါ့နော်သူရိုက်မဲ့စနစ်တွေကသူရိုက်မဲ့စနစ်တွေကခွန်လေးခွန်ဒီရှစ်ငါးသုံးတည်ဒီကို၈၉ကို၅၆တည်တုံည၈၉တုံည2 6 3 2 8 9 3 1ပေါ့နော်8 9 3 1เนี่ยตัวอ่ะ တို့ရိုက်ပါဘရိခွန်လို့စာရိုက်ဖို့အတွက်ကဒီသောင်းသုံးလုံးဒီတော့နော်ဘရိခွန်ပြီးတော့ဘရိချောင်းမှာသောင်းသုံးလုံးဒီလေးသုံးလေးပေါ့နော်ဘရိခွန်ဘရိချောင်းပြီးတော့ဘရိငါးမှာသောင်းသုံးလုံးဒီငါနော် ဒီ96ဒီ3 464ဒီလေး34ခွန်6နှစ်ဒီ9345ခွန်9၃ညာဒီ6 3456အဖော်မွေးပေါ့နော်3456ဖြစ်ချင်းတယ်ကျွန်တော်တို့ကတုံညာထိပ်စီကိုယူရမှာအဲ့လိုယူပြီးတော့ ီသုံးလုံးသုံးညာနဲ့အလဲတိုင်း၅နဲ့ဒီ၅ဒီသုံးလုံး၉နဲ့အလဲတိုင်း၆နဲ့ဒီ၅ဒီသုံးလုံးသုံးညာနဲ့အလဲတိုင်း၅နဲ့ဒီ၅ဒီသုံးလုံး၈နဲ့အလဲတိုင်း၇နဲ့ဒီ၅နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က ဒါခွန်ခါနဲ့ပေါ့နော်အပရိတ်တရားခုနကကျွန်တော်ပြောတဲ့ပရိတ်ခွန်ရိုက်တဲ့စနစ်ပရိတ်6ရိုက်တဲ့စနစ်ပရိတ်5ကိုရိုက်တဲ့စနစ်ပရိတ်4ကိုရိုက်တဲ့စနစ်ဆိုတော့တုံညာထိတ်ခွန်ခါကိုပရိတ်4နဲ့တုံညာခွန်ခွန်ပေါ့နော်ဒီတစ်ပတ်အတွက်ဖော်မွေးဒီ ရိလေးနဲ့ပတ်သက်လို့ဖော်မွေးစနစ်ဒီတုံညာခွန်ခွန်ဒဲ့ပါမနေ့ကတည်းကရင်းနေဒါမျိုးကထွက်လာရင်တော့တခွေထင်းနဲ့တတိဖြစ်နိုင်တဲ့ကနန်းမျိုးပေါ့နော်မနေ့ရဲ့၅ချိန်အတွက်ဒဲတခွေဖော်မွေးစနစ်ဒီတုံညာခွန်ခွန်ဆိုတဲ့တဲ့ကနန်းတခွေနဲ့ နောက်ရဲ့တငယ်ချင်းတွေမျောလင်းကျက်ရောင်ကြီးတွေရှင်သန်နိုင်ကြပါလေ။